စီတီရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကို ပြောပြပေးပါမယ်။စီတီရဲ့အကျိုးကျေးဇူးများဓာတ်တိုးဆန်းကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ခြင်း၊ဆဲများပျက်စီးမှုကိုနှေးကွေးစေပြီးကင်ဆာနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုရှော့ချပေးပါတယ်။အထူးသဖြင့်ခရမ်းရောင်ဒါမှမဟုတ်အနီရောင်ရှိတဲ့စီတီတွေမှာအန်တိုဆိုင်ယာနဲ့ဓာတ်များစွာပါဝင်ပါတယ်။ဗီတာမင်စီများစွာပါဝင်ခြင်း ကော်လာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပြီးအသားရည်ကိုကောင်းမွန်စေကာခုခံအားစနစ်ကိုအားကောင်းစေပါတယ်။အမြင်ဓာတ်များစွာပါဝင်ခြင်းအစာချေစနစ်ကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။တန်ဓာတ်ပါဝင်ခြင်းသွေးအားကောင်းစေပြီးသွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။ပိုတက်ဆီယမ်ပါဝင်ခြင်းသွေးဖိအားကို ထိန်းညှိပေးပြီးနှလုံးကို အားကောင်းစေပါတယ်။ဗီတာမင် E ပါဝင်ခြင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးသွေးနေဦးတက်တန်းကိုရှည်စေပါရယ်။မျိုးလုံးကိုအားကောင်းစေနိုင်ခြင်း၊မျက်ကြည်လွာနဲ့မျိုးလုံးအာယုံကြောတွေကိုအားကောင်းစေတဲ့ဗီတာမင်တွေပါဝင်ပါရယ်။အရိုးပွားယောဂဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ခြင်းအထူးသဖြင့် CD6 ဟာသွေးဆုံပြီးအမျိုးသမီးတွေမှာအရိုးပွားယောဂကိုကာကွယ်ပေးနိုင်ကြောင်းသုတေသနတွေကတွေ့ရှိထားပါရယ်။သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ခြင်း တကြားတက်နေပြီးအမြင်တက်ပါဝင်တာကြောင့်တကြားတက်ဆုပ်ယူမှုကိုနှေးကွေးစေပါတယ်။ရာသီလာဆင်ကြိုက်ခဲမှုကိုတက်တာစေနိုင်ခြင်းမက္ဂနီဆီယမ်ပါဝင်တာကြောင့်ဟော်မုန်းကိုထိညှိပေးပြီးနာကျင်မှုကိုတက်တာစေပါတယ်။စီးတီးရဲ့ဆိုးကျိုးများဘိုင်းအောင်ခြင်းသို့မဟုတ်ဝမ်းလျှောခြင်းဖြစ်စေနိုင်ခြင်းအထူးသဖြင့်အများပြားစားသုံးမိပါက ဝမ်းနှုတ်ဆေးအာနိသင်အနည်းငယ်ပါဝင်တာကြောင့်ဖြစ်နိုင်ပါတယ်။ဥလန်းကြောင့်အားနည်းသူများသတိထားသင့်ပါတယ်။ကြောက်ကဲ့ယောဂါရှိသူများအတွက်မသင့်တော်ခြင်းပိုတက်စီယမ်ဓာတ်များစွာပါဝင်တာကြောင့်ကြောက်ကက်ကကောင်းစွာမဆွန့်ထုတ်နိုင်ပါကသွေးထဲမှာပိုတက်စီယမ်ဓာတ်များလာပြီးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဓာတ်မတည့်မှုဖြစ်စေနိုင်ခြင်းတူညီတဲ့အပင်မျိုးရင်းဝင်အသီးနှံတွေ ဥပမာစတော်ဘယ်ရီမမန်းသီးလေးညင်းပွင့်ချယ်ရီသီးနဲ့ဓာတ်မတည့်သူများသတိထားသင့်ပါတယ်။စီးသီး၆ဖြော်ရည်မှာပိုတက်စီရန်ဓာတ်များစွာပါဝင်ခြင်း ကြောက်ကပ်ပျက်စီးတဲ့နောက်ပိုင်းအဆင့်လူနာတွေဟာ ရှောင်ကျဉ်သင့်ပါတယ်။ခလေးများတွင်သတိထားသင့်ခြင်းခလေးများအများပြားစားသုံးပါကဝမ်းပျော့ခြင်းဖြစ်စေနိုင်ပါတယ်။သတိပြုရန်တင်းတင်းနဲ့ပမာဏသာစားသုံးသင့်ပါတယ်။ ယောဂခံရှိသူများသို့မဟုတ်ဓမ္မတဲမှုရှိသူများစားသုံးခြင်းမပြုမီဆရာဝန်နှင့်တိုင်ပင်သင့်ပါれ CD ကိုမစားသုံးမီတေချာစွာဆေးကြောသင့်ပါれရေဘူးရအားဖြင့် CD ဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့အတီးနံတစ်မျိုးဖြစ်ပေမဲ့တင်းတင်းနဲ့ပမာဏနဲ့သတိပြုစရာတွေကိုဂရုပြုပြီးစားသုံးသင့်ပါれ ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်